ောင်မြေတာဆန်မြို့နယ်အိုးဘုံရှိချင်းရက်ွက်မှာရှိတဲ့ငါးကန်တကန်အတွင်းမှာအမျိုးသားတအူးရင်နစ်သေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။နိုဝင်ဘာ၄ရက်နေ့မနက်၈ :30 မိနစ်ခန့်ကမန္တလေးတိုင်းဒေသကြီးအောင်မြေတာဆန်မြို့နယ်အိုးဘုံရှိချင်းရက်ွက်86နဲ့84လမ်းတလမ်းနဲ့3လမ်းကြားငါးကန်အတွင်းမှာအမျိုးသားတအူးရင်နစ်နေကြောင်းသတင်းရတဲ့အတွက်အောင်မြေတာဆန်မြို့နယ်မိသက်စခန်းကတန်တီမိသက်တပ်ဖွဲ့ဝင်တွေအိုးဘုံရှိချင်းအယံမိသက်စခန်းကအယံမိသက်တပ်ဖွဲ့ဝင်တွေ ဌာနေအရှိလူမှုကွန်ရက်အသင်းနှလုံးလှလူမှုကွန်ရက်အသင်းတို့ကအဖွဲ့ဝင်တွေပဝင်းကျင်ပြည်သူတွေနဲ့ပူးပေါင်းပြီးရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ဖြစ်စဉ်မှာရင်းနှစ်ပြီးတည်ဆုံခဲ့တဲ့အမျိုးသားရဲ့ရုပ်အလောင်းကိုမနက်09:35မိနစ်အချိန်မှာရှောက်ဖွေတွေ့ရှိခဲ့ပြီးဌာနေအရှိလူမှုကွန်ရက်အသင်းရှင်နဲ့မန္တလေးပြည်သူစေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။